မင်္ဂလာပါရှင်ရှင်နေရခုမြန်နှုံးသေးဆောင်ကနေတင်ဆက်ပေးမှာကတော့ရွှေကုံစေရီတို့မြကြီးဗုဒ္ဓဘိတိကအနိကစားတင်တဲ့ရေသက်ချအနုဘုဒ္ဓနာမင်္ဂလာခန္ဓာကျင်းပါတဲ့တင်ဖြစ်ပါတယ်လေးစုတက်ပုံရွှေကုံစေရီတို့မြကြီး2024 2025ခုနှစ်လုံတော်ပြေရွှေသင်္ကန်းကတ်လူပူဇော်ခြင်းမဟာကုသိုလ်တော်အောင်ဝေးအထိမ်းမှန်စေရီတို့ကြီးအားဗုဒ္ဓဘိတိကအနိကစားတင်တဲ့ရေသက်ချအနုဘုဒ္ဓနာမင်္ဂလာအခမ်းအနားကိုမေလ24ရက်နေ့နေ့ပိုင်းက ဇေယျတော်အထက်ပစ္စည်းရန်ပဒမြမျက်ရှင်တစောင်းနှင့်ဇေယျတော်အာယုန်ခံမို့ဦးလေးဘက်ဧကန်တစောင်းများမှကျင်းပါရာအခမ်းအနားသို့ရှေကုံဇေယျတော်ဘန်နာတော်ထိန်ခောပကအဖွဲ့ရဲ့ဩဝါဒစတိယဆရာတော်ကြီးများနှင့်ပင့်တန်ကားတို့များကြားဥတော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်ပြည်စုံလင်းတိုင်းဒေသကြီးဝင်ကြီးများ သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနမှအမြင့်တဲ့အတွင်ဝင်ဦးမြင့်ဦး ာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးစိုးမင်းထွန်းနဲ့တာဝန်ရှိသူများဘန်နာတော်ချင်းကောပကအဖွဲ့ဝင်များဘာသာရေးဝိသင်းအဖွဲ့များကောပကရုံးဝင်နေများနဲ့အလူရှင်များတက်ရောက်ကြည့်ညိုကြပါတယ်အခမ်းအနားတွင်ရှီဒဂွန်စေတို့မြကြီးအားဩဝါဒဆွေရဆရာတော်ကြီး၁၇ပါးနဲ့ပင့်တန်ကားတို့တရား၈ပါးတို့ကဗုဒ္ဓပိတိက အနိကစားတင်လှပူဇော်ကြပါတယ်အဲဒီနောက်ဩဝါဒစရိယဆရာတို့ကြီးများနဲ့ပင့်တန်ကားတို့များအားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများက ဇေရောရင်ပြင်တောင်မွေမုတ်ရှိရှေးဟောင်ဗိုလ်ကျူပါတော်များတစောင်းတွင်အာယုံစွန်းဆက်ကလူတိုင်းကြပါသည်။အဲဒီနောက်ရေစက်ချအနုမောဒနာအခမ်းအနားကိုဇေရောရင်ပြင်မြောက်ဖွဲမုတ်ရှိချမ်းသာကြီးတစောင်းမှဆက်လက်ကျင်းပါရာလေဒီပန်နီတာဥမောင်ကြီးရဲ့ဒေထအားဒေသန်ရှင်ရှင်လဲအောင်ကစောင်းဖြင့်တီးခဲ၍ဇေရောမြတ်ကြီးအားပူဇော်ကြတော်ပါသည်။အရင်နောက်ရှေကုံစီရောဘန္နာတော်ထင်းကောက်ကဖွေရေဩဝါဒစတိယပိတကတရဓမ္မဘန္နာဂါရီက အကမဟာပန်နီတာဘတ်တနာ သေရိနာဘီဝင်တာရောဆရာတော်ဌာမဧပြိတ္တများက၅ပါးသီလခံယူဆောက်တည်ကြပါတယ်။အဒီနောက်ရှန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းကသီလဂုံတမာရီဂုံပညာဂုံတို့နှင့်ပြည့်စုံတော်မူသောဆရာတော်အရှင်သူမြတ်တို့ဖရာရွှေကုံစီတို့မြတ်ကြီးဟာမြန်မာနိုင်ငံ၏စက်တီဆောင် ဖြစ်တဲ့အားလျော်စွာရွှေစင်ရွှေပြားများဖြင့်လွှမ်းခြုံဆက်ကပ်ထားတဲ့အပြင်အဖို့တန်ရေတနာများဖြင့်မုံမှန်ပူဇော်ထားရာ ရှီတော်ထွတ်ယတနာတိုက်ကြီးပမာစက်တီအဖျားဖျားနေပြည့်စုံလျက်ရှိပါကြောင်းဈေးတော်မြတ်ကြီးအတွန့်ရှိစွာတည်တဲ့ခိုင်မာစီရန်ရှေးရခင်ကပင်မင်းအစိုးရအဆက်ဆက်တို့ကပြုပြင်ထိန်သိမ်းစောင့်ရှောက်ခဲ့ကြတဲ့ဤသူတပည့်တော်များဝင်ကြီးဌာနအနေဖြင့်လည်းဈေးတော်မြတ်ကြီးနဲ့တကွာတာသနိကအဆောက်အဦများကိုစနစ်တကျပြုပြင်မုံမှန်ထိန်သိမ်းစောင့်ရှောက်လျက်ရှိပါကြောင်းထိန်သိမ်းစောင့်ရှောက်မှုများတွင်ဈေးတော်မြတ်ကြီးအားလုံလုံပြည့်ရွှေသင်္ကန်းကတ်လူခြင်းလုပ်ငန်းပါဝင်ခဲ့ရာ ယခု2024-2025ခုနှစ်တွင်တက်မှတ်ထားတဲ့ကာလအတွင်းဈေးရုံးမြကြီးအား6ချက်သား Gold Plate ရွှေစင်ပြား1403ချက်တစ်ချက်သား Gold Coin ရွှေစင်ပြား1900ချက် ရွှေစင်အလေးချိန်192ပိတ်သားတစ်ချက်သား10ပဲနဲ့မြက်ပါရွှေဆိုင်1480ဆိုင်တို့ကိုကပ်လူပူဇော်နိုင်ခဲ့ပါကြောင်း ဒီကနေ့နဲ့အာယုန်တက်ချိန်တွင်ဩဝါဒစီရဆရာတော်ကြီး၁၇ပါးဥဆောင်တဲ့ပိတံဃာတို့၁၈ပါးတို့ဖြင့်ဇေယျတော်မြတ်ကြီးအားဗုဒ္ဓပိတိကအနိကစားတင်ခြင်းကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းရဟန်းရှင်လူအများပြည်သူတို့ကမုံမြတ်ထက်တန်သောတရားတရားတို့ဖြင့်လှူဒန်းထားတဲ့အလူငွေများကိုကြားခံသုံးဆွဲကဇေယျတော်မြတ်ကြီးအားရွှေစင်တောင်ထုပ်ပမာတပ်ပေကြီးညိုပွဲဖြစ်စေရန်တပည့်တော်များအနေဖြင့်ပစ္စည်းဒါနလှူအားဒါနကုသိုလ်ပြုခဲ့သောလုံတော်ပြည့်ရွှေသင်္ကန်းကတ်လူပူဇော်ခြင်းလုပ်ငန်းကြီး အခက်အခဲအနောက်ရှက်မရှိတည်ငြိမ်အေးချမ်းစွာအောင်မြင်ပြီးမြောက်ရေးအတွက်မြစ်ချဖြင့်ဩဝါဒညွှန်ကြားခဲ့ကြတဲ့ဩဝါဒစီရဆရာတော်ကြီးများလိုအပ်သလိုလမ်းညွှန်မှုပြုခဲ့ကြတဲ့နိုင်ငံတော်အကြီးအကဲများတပည့်တော်များနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ကြတဲ့သက်ဆိုင်ရာအသိပညာရှင် အတက်ပညာရှင်များဗန္နာတော်ချင်းဂေါပကအဖွဲ့ဝင်များဂေါပကအဖွဲ့ယုံဝင်နှင်းများဘာသာရေးအကျိုးဆောင်အဖွဲ့အသင်းသူအသင်းသားများအားလုံးတို့ကိုကျေးဇူးထူးတင်ရှိပါကြောင်းနဲ့နောက်ကာလများတွင်လည်းဘာသာရေး တာသနာရေးဆိုင်ရာကုသိုလ်တော်လုပ်ငန်းကြီးများတွင်လည်းအသက်ရှည်စွာအနာကင်းပြီးကျန်းမာချမ်းသာစွာဖြင့်ဆောင်ရွက်သွားနိုင်ကြပါသည်ကြောင်းဖြင့်ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းလျှောက်ထားပါသည်။အဒီနာဩဝါဒစီယာဆရာတော်ကြီးများအားလူပဲဝိထုပစ္စည်းများစက္ကလူရင်ကြပါသည်။ အဲ့ဒီနောက်ရွှေကုန်စည်တော်ဘန္တာတော်ထိန်ကိုပကအဖွဲ့ရဲ့ဩဝါဒစရိယနိုင်ငံတော်ဩဝါဒစရိယအပိဓိစမဟာရထဂုရုအကမဟာပဏိတအင်းစိန်မျိုးနဲ့ရွာမပရိယတိစာသင်တိုင်းပဌာနာနာယကဆရာတော်ဗဒ္ဒနာတိလောကပေဝင်သားထံမှလူတန်းမှုစုစုတို့အတွက်အနုမောဒနာတရားနာယူ၍ရေဆက်သွင်းချအမျှပေးဝေကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ